တမရရဲ့အိမ်တော်ထက်ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးကိုတမိတဲ့အတွက်တိဆောက်ပေးနေတဲ့နန္တလိုင်တို့ဇနီးမောင်နဲ့နန္တလိုင်ကရုပ်ရှင်မင်းသမီးအဖြစ်ရက်တည်နေစမှာလဲအောင်မြင်သလိုအိမ်တော်ကြတဲ့ချိန်မှာလဲမြန်မာနိုင်ငံကအချမ်းသာဆုံးတည်ထောင်တဲ့လက်ထက်ခဲ့သူပါဇီကမာလုပ်ငန်းကတားဖြစ်တဲ့ကိုစီတီဟာနဲ့လက်ထက်ပြီးတဲ့နောက်မှာတော့နန္တလိုင်ကလူပညာအလုပ်တွေကိုမလုပ်တော့ဘဲစီးပွားရေးတွေပဲလုပ်ကင်နေပါတယ်တခြားသောမင်းသမီးတွေကခရိုနီကြီးတွေနဲ့အပြိုင်အဆင်လက်ထက်ထားတဲ့ချိန်မှာနန္တလိုင်ကတော့ဒေါ်လာဘီလီယံချီပြီးချမ်းသာတဲ့တတိယတယောက်ကိုလက်ထက်ခဲ့သူဖြစ်ပါတယ်အင်ရှင်မကောင်တယောက်လည်းပြီးသားခဲ့သလိုသူတို့ရဲ့အိမ်တော်ကြီးက လည်းအစီအမြင်ချုပ်ဝေခဲ့ပါတယ်။အခုဆိုရင်သူတို့ရဲ့သမီ၃ယောက်ကစကြောတဲ့အရွယ်တွေကိုရောက်ရှိလာပြီဖြစ်ပါတယ်။မကြခင်မှာတော့နိုင်ငံသားကိုចောင်းသွားတက်တော်မှာဖြစ်ပြီးចောင်းသွားမတက်ခင်မှာတော့ကိုစီတီဟာကသမီတွေနေထိုင်မှုအတွက်အိမ်ကိုတိစောက်ပေးနေပါတယ်။မင်္ဂလာတော်မြို့နယ်ကဇေကဘာအိမ်ရောင်ဝန်းထဲမှာတိစောက်ထားတဲ့အိမ်ဖြစ်ပြီးတမရိုင်းအိမ်တော်ထက်ခန္ဓာကြီးကျယ်တဲ့အိမ်ကြီးဖြစ်နေပါတယ်။မြင်းနေကြအိမ်နေနဲ့မတူပဲတိုင်လုံးကြီးတွေနဲ့ခန့်ခန့်ညာညာတိစောက်ထားပြီးတိမ်ပေါင်းသိန်းနဲ့ချီကုန်ကြမဲ့အိမ်ဖြစ်ပါတယ်။ခြံဝန်းထဲမှာကောက်ကွန်းနဲ့မြက်ခင်းစိမ့်နေလဲပတ်ဝန်းသလိုအိမ်ခန်းပေါင်းများစွာလဲပတ်ဝန်းထားပါတယ်။အ အဆောက်အဦဒီဇိုင်းတွေကအလှပတည်တက်နေတာကြောင့်နန်းတော်ကြီးတစ်ခုလိုတောင်ထင်နေရပါတယ်။ရင်းသက်ရှုံမိုးစရာကောင်းလောက်အောင်ကြီးမားတဲ့အင်ဂျီဖြစ်တဲ့အပြင်မြန်မာနိုင်ငံကအချမ်းသာဆုံးတထည်ကြီးတွေထက်တောင်လုံးတဲ့အင်ဂျီဖြစ်အောင်တည်ဆောက်နေတာပါ။အေကပေါင်းများစွာကျယ်ဝန်းတဲ့ခြံမြေပေါ်မှာတည်ဆောက်ထားပြီးစိတ်ငြိမ်တဲ့နေရာလေးဖြစ်ပါတယ်။တမရရဲ့အင်တော်ကြီးလိုနန်းတော်ကြီးလိုခန်းထားတဲ့အိမ်နဲ့နေရမယ့်နန္ဒာလိုင်းတို့မိသားစုကိုတော့ပြည်သူတွေကအားကြနေကြပါတယ်ရှင်။ကျောဝချမ်းသာသူတွေလည်းဒီအင်ဂျီကိုမတည်ဆောက်နိုင်တာကြောင့်ကုသိုလ်ကံကြီးမားတဲ့မိသားစုအဖြစ်မူတည်တာပွားနေကြပါတယ်။တမိတီကိုလည်းနိုင်ငံခြားကြောင်းတော်မတက် က်ခင်မှာနေသွားစီခြင်းနဲ့အဖေတောင်ရဲ့မြေတားကိုလည်းမြင်နေရပြီးချမ်းသာကြွားမှုလည်းအံ့ဩလောက်စရာဖြစ်နေပါတယ်။ကိုစီတီဟာက2022ခုနှစ်ကတည်းကအဖမ်းခံခဲ့ရတာဖြစ်ပြီး2025မှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ပြန်လည်လွတ်မြောက်လာတာတလမကြာသေးခင်မှာပဲအင်ဂျီကိုအမြန်ပြီးစီးဖို့အတွက်စီမံပေးနေပါတယ်။ကိုစီတီဟာတို့မိသားစုကမြန်မာနိုင်ငံမှာတော့အချမ်းသာဆုံးစင်းဝင်ဖြစ်ပြီးခရိုနီတွေအားလုံးထက်တာလွန်နဲ့ပိုင်ဆိုင်မှုတွေကိုလည်းရှိထားသူဖြစ်ပါတယ်။သူတို့အတွက်ကြုံဝချမ်းသာမှုကတော့မရင်မတွက်နိုင်အောင်များပြားနေပြီးသမီးတွေအတွက်ဆိုရင်တော့မျက်နှာမငယ်ရအောင်ထားပေးခြင်းနဲ့တူပါရှင်။ န်တာလိုင်းကစမ်းသာကြောရတဲ့ခင်မှုတွေနဲ့လက်ထပ်ထားရပြီးမယ်သူရဲ့ပိုင်ဆိုင်မှုတွေကိုတခါမှထုတ်ကြွတတ်တာမျိုးမဟုတ်ပါဘူးနာမည်ကြီးရုပ်ရှင်မင်းသမီးတတိကတော်ကျောက်ဖြစ်ပေမယ့်ကြောဝါလေးမရှိပဲအခုမှသာခင်မှုတွေကသူတို့ရဲ့အင်ကြီးကိုထုတ်ပြလိုက်တာဖြစ်ပါတယ်ဒီအင်ကြီးကိုကြည့်ပြီးနန္ဒာလိုင်းတို့မိသားစုကဘလောက်တောင်ချမ်းသာလဲဆိုတာကိုအားလုံးကခံမမိသားဖြစ်သွားပါတယ်သူရဲ့သမီးတွေကိုနိုင်ငံသားမှကြောင်းတော်မတက်ခင်မှာတော့ဖခင်ကျောက်ရဲ့ဝတ်ကြရတွေကြည်ဝင်ကြတာကြောင့်ငွေတွေဘလောက်ပဲကုန်ကြပါစေအမြန်လှူဆောင်ပေးနေပါတယ် န်တန်လဲအသမီတွေကလည်းပညာရေးမှာလည်းထူးချွန်သလိုအနုပညာမှာလည်းထူးချွန်နေကြပြီးကိုယ်ပိုင်ဝင်ငွေတွေတမရနေပါပြီ။နန်တန်လိုင်းရဲ့သမီဇေဝတီလိုင်းကပုံဆက်တော်လို့နိုင်ငံခြားကနေဝက်ဘ်ဆိုက်တွေမှာတောင်သူ့ဆွဲထားတဲ့ပုံတွေကိုရောင်းချနေနိုင်ပါပြီ။ပုံတစ်ပုံကိုအနည်းဆုံးဒေါ်လာ90ကနေစတင်ဆွဲပေးပြီးပုံပေါင်းများစွာရောင်းချသွားပြီဖြစ်တာကြောင့်ကိုစီတီဟာတို့ကတော့အံ့ဩနေရပါတယ်။သမီဖြစ်သူကမိဘတွေကိုဂုဏ်ရအောင်လုပ်ပေးသလိုမိဘတွေဘက်ကလည်းအမျှော်မြင်ကြီးကြီးနဲ့စီစဉ်ပေးထားတာပါ။ တမီးကြီးရဲ့အောင်မြင်မှုကိုဝမ်းသာသလိုဂျပန်မှာလည်းတမီးတွေမျက်နှာမငင်အောင်လို့ဖခင်တယောက်အနေနဲ့အိမ်ကြီးကိုသမရအိမ်တော်ကြီးအတိုင်းတိဆောက်ပေးနေတာဖြစ်ပါတယ်နန္ဒလိုင်းတို့မိသားစုရဲ့ခန္ဓာကြီးကျယ်လာတဲ့အင်ကြီးကိုပြည်သက်ကြီးတို့ရောအားကြနေကြပြီလားဆိုတော့ကိုမမပြောပြပေးခဲ့ပါဦး။ကြီးစုအမိခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။